င်္ဂလာပါခင်ဗျာမင်္ဂလာပါရှင်ဒီကနေ့ဒီဇင်ဘာ18ရက်နေ့မှာထွက်ရှိလာတဲ့သတင်းစာတွေထဲကပြည်တပ်စစ်ဝင်သားတဲ့သတင်းတွေကောက်နှုတ်ဖတ်ကြားပေးမယ့်အစီအစဉ်ဒုတိယပိုင်းဖြစ်ပါတယ်ကျွန်တော်ကထွန်းထွန်းသိမ့်ပါကျမကခင်းဖြူဆိုပါဟုတ်ကဲ့ညီမရေကျွန်တော်တို့ဒုတိယပိုင်းအစလေးမှာပေါ့လေ voice မှာပါတဲ့ဒီစစ်ဝင်သားဘူးကောင်းတဲ့သတင်းလေးနှစ်ပုံနဲ့အရင်ဖတ်ပြကြပါမယ်ဟုတ်ကဲ့ပါနိုင်ငံတော်သမ္မတအင်တော်တွင်သတင်းတော်ထားခွင့်ပြုမည်ဆိုတဲ့သတင်းမှာနိုင်ငံတော်သမ္မတအပါအဝင်အစိုးရအဖွဲ့ရဲ့ဆောင်ရွက်မှုအခြေအနေတွေပတ်သက်ပြီးလွယ်ကူစွာသတင်းရယူဖို့အတွက်တမရအင်တော်မှာသတင်းတော့တွေကိုလာမဲ့ 2015ခုနှစ်ဇန်နဝါရီလပိုင်းမှာစတင်ကထားရှိမယ်ဖြစ်တယ်လို့ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးရထုကပြောပါတယ်တဲ့အဲ့ဒီသတင်းတော့တွေကတဲ့နိုင်ငံတော်တမရအိန္ဒိယကိုနိုင်စင်ဝင်ထွက်သတင်းရယူနိုင်မှာလေဖြစ်ပါလေတဲ့တမရအိန္ဒိယတွင်သတင်းရယူနိုင်ရေးကိစ္စနဲ့ပတ်သက်ပြီးပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနဲ့မြန်မာနိုင်ငံဆန်နယ်စင်းကောင်စီတို့ကတဲ့ရန်ကုန်မြို့ဗဟန်းမြို့နယ်ဇူးစနတာဝါကဆန်နယ်စင်းကောင်စီရုံးခန်းမှာဒီဇင်ဘာ16ရက်နေ့ကတွေ့ဆုံခဲ့တဲ့နေရာမှာပြောကြားတာပါတဲ့ ။ဦးရထုတ်ကတော့အဲ့ဒီမှာမနဲ့ဆိုရင်လာပြီးတော့သမရအိမ်တော်ကတာဝန်ရှိတဲ့ပုံကိုယ်တွေကဒီကနေ့တည်တင်းတိတိုက်တာတွေကိုရှင်းပြပါမယ်တဲ့။တကယ်လို့အကြီးအကျယ်ထူးခြားတဲ့ကိစ္စတွေရှိလို့ရှိရင်တက်ဆိုင်ရာဝန်ကြီးဌာနတွေကလာရှင်းပြတာမျိုးတွေရှိပါမယ်ဆိုပြီးတော့ကျွန်တော်တို့ဒီဇန်နဝါရီလမှာခံမဲ့သမရအိမ်တော်မှာတရင်တော့ဖြစ်ခွင့်ရတဲ့လူတွေအတွက်ကိုဦးရထုတ်ကရှင်းပြထားတာပါ။သမရအိမ်တော်မှာသတင်းရယူနိုင်ဖို့တွေတဲ့သတင်းမီဒီယာတွေဖြစ်တဲ့ပုံနှိပ်မီဒီယာတွေ၊ဂျာနယ်တွေ၊နိုင်ငံခြားသတင်းဌာနတွေ၊ရုပ်သံတိုင်းတွေနဲ့တဲ့ FM ရေဒီယိုတွေအားလုံးကိုခွင့်ပြုသွားမယ်ဆိုပြီး ပြောသူကလည်းဆက်ပြောတာလေပြီးတော့တမရအိမ်တော်မှာလည်းတရင်သမားတွေအတွက်တိဒံအခန်းတစ်ခန်းထမ်းရှိပြီးတော့ပါမယ်တဲ့ဒါပေမဲ့လည်းတရင်ရယူနိုင်တဲ့တရင်သမားအရေးအတွက်ကိုတော့အိမ်တော်လုံးကြုံကြီးအခြေအနေရလက်တော်လုံးမပြောဆိုနိုင်သေးပါဘူးတဲ့တရင်ရယူမဲ့တရင်နောက်တွေရဲ့ကိုရီးယားဆိုရင်ကိုလည်းစစ်ဆေးလက်ခံသွားမယ်ဆိုပြီးတော့ကျွန်တော်တို့ဥရထုတ်ကပြောတာပါလေတော်လိုင်းကြီးကောင်စီဆိုရလက်ထက်နောက်ပိုင်းမှာတဲ့ကျွန်တော်တို့ပထမဆုံးအချိန်အဖြစ်တမရအိမ်တော်အတွက်တိဒံတရင်နောက်တွေထားရှိပြီးယခုကဲ့သို့အစီအစဉ်ကားတဲ့အမေရိကန် အိမ်ဖြူတော်ကိုနမူနာယူလုပ်ဆောင်ခြင်းဖြစ်တယ်ဆိုပြီးတော့ပြန်ကြားရေးဝန်ကြီးကဆက်ပြောတာလည်းပေါ့လေဒါကတော့ကျွန်တော်တို့အမေရိကန်နိုင်ငံသမ္မတအိုဘားမားရဲ့အိမ်ဖြူတော်မှာတည်နှောက်တွေထားရှိဆိုလိုပဲကျွန်တော်တို့မြန်မာသမ္မတရဲ့အိမ်တော်မှာလည်းတည်နှောက်တွေကိုဒါမဲ့2015နှစ်ဆန်းမှာထားဖို့စီစဉ်နေတဲ့တည်နှောက်တွေမှာခင်ဗျဟုတ်ကဲ့ပါဟုတ်ကဲ့ပါညီမကတော့ဒီနောက်တစ်ပုဒ်အနေနဲ့ဒီမျက်စိမှဒီလေးတွေမှာပါတဲ့တည်နှောက်ကိုဖော်ပြချင်ပါတယ် အာဒါဒီတွင်ကတော့ဒီလှိုင်းသားရကျူးကျော်များနှင့်ကုမ္ပဏီတို့ပြည်ပခဖြစ်ကျူးကျော်များဒဏ်ရာရရှိဆိုတဲ့တွင်လေးပါဒီလှိုင်းသားရမျိုးနဲ့စက်မှုစုံတစ်အတွင်းမှာရှိရဲမြားစိန်အောင်ကုမ္ပဏီပိုင်းမြေပေါ်ရင်ဆောက်လုပ်ထားတဲ့ကျူးကျော်တထောင်ကျော်ကိုကုမ္ပဏီနှစ်ခုကပူးပေါင်းပြီးဖျက်သိမ်းရန်ကနေဒီဇမလ16ရက်နေ့ကနှစ်ဖက်ပြည်ပခဖြစ်ပွားခဲ့တယ်ဆိုပြီးမြောက်ပိုင်းခရိုင်လူရဲမှုကြီးညင်းလွင်ကမျက်စိမှောက်ပြောပါတယ်တဲ့ ဒီဝေါ်ဝဝင်းပိုင်ကြီးထဲမှာမြားဆင်းအောင်ကုမ္ပဏီကိုရောင်းထားတဲ့မြေရှိပါတယ်။အဲ့ဒီမြေပေါ်မှာကျူးကျော်တဲတွေစောက်ထားတယ်။ကျူးကျော်တဲတွေကိုဖျက်ဖို့ဝေါ်ဝင်းကုမ္ပဏီကလူတွေရဲ့မြားဆင်းအောင်ကုမ္ပဏီကလူတွေရဲ့နှစ်ခုပေါင်းပြီးတော့ကျူးကျော်တဲတွေကလူတွေနဲ့ဖြစ်ကြတာပါ။အဲ့ပထမရက်ကတော့ဝါးတွေအတူအဆတွေကိုကားနဲ့တင်မဲ့ချိန်မှာကျူးကျော်အဖွဲ့တွေကလာပြီးတော့ဒီညနေ6:00နာရီမှာတဲကုမ္ပဏီကလူတွေနဲ့စဖြစ်ကြတာပါ။ဒီ ညနေ6:00နာရီကစပြီးတော့တဲတလုံးကိုမီးရင်ဆရှို့ပြီးနောက်ထပ်3လုံးကိုထပ်ရှို့သွားပါရဲ့တဲ့ဘသူရှို့တာလဲတော့မသိဘူးဆိုပြီးတော့သူရဲမှုမြင့်လွင်ကပြောကြားခဲ့ပါရဲ့တဲ့အခုအခုပြိပခါအတွင်းမှာပေါ့နော်ဒဏ်ရာရသူ30ကျော်ရှိပြီးတော့နှစ်ဦးမှာစိုးရိမ်စိုးရိမ်စရာရှိရဲဆိုပြီးတော့ကြွကြော်နေထိုင်သူများကလည်းပြောပါရဲ့တဲ့သွေးတွေနဲ့ဓာတ်တွေနဲ့တိမ်မလားရှင်မလားမသိဘူးဆိုပြီးကြွကြော်နေထိုင်သူတအုပ်ဖြစ်တဲ့ကိုမျိုးကပြောပါရဲ့တဲ့ဒီလက်ရှိတည်တံ့ရလူတွေကိုလှိုင်းတရားမျိုးနဲ့ပြည်သူစေုံနဲ့စေကူတာစေကူတာပေးနေရဲဆိုပြီးတော့ ဦးစန်းဦးကပြောပါတယ်တဲ့ဒီရဲတပ်ဖွဲ့ကတော့တရားရသူအရေးအတွက်ကိုအတီမပြုတ်နိုင်သေးပါဘူးဆိုပြီးတော့ဖော်ပြထားပါတယ်ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့လန်တရာမှာနေထိုင်တဲ့ဒူးကျော်သေးတွေမှာပေါ့လေညဘက်မှာကျွန်တော်တို့လူအုပ်ကြီးကလာပြီးတော့ဖျက်ဆီးခဲ့တဲ့တဲ့င်းပေါ့လေကျွန်တော်တို့ပြောနေကြစကားတခုလို့ဒေါတာထွက်နေတဲ့လူအုပ်ကြီးကဘယ်ကနေဘယ်လိုရောက်လာမှမသိပဲဖျက်ဆီးသွားတယ်ဆိုတော့တဲ့င်းလေးပေါ့ဟုတ်ကဲ့ကျွန်တော်ကပြင်ပမာပါတဲ့ဒီပညာရေးနဲ့ပတ်သက်တဲ့တဲ့င်းတွေကိုဖတ်ပြချင်ပါတယ်ပညာရေးဝန်ထမ်းသားတွေရဲ့ဆရာဆရာမယူနီယာများ ဖွဲ့စည်းရန်လှုပ်ဆောင်နေမှုကိုဆရာဆရာမများကန့်ကွက်ဆိုပြီးရေးထားပါတယ်။ကျွန်တော်တို့မြန်မာနိုင်ငံလုံးဆိုင်ရာဆရာဆရာမများအဖွဲ့ချုပ်ကတဲ့ဒီဇင်ဘာ16ရက်နေ့မှာသဘောထားထုတ်ပြန်ကြေညာခဲ့ပါတယ်တဲ့။အဲ့ဒီထုတ်ပြန်ချက်မှာတော့ပညာရေးဝန်ထမ်းတာကတဲ့ပညာရေးနည်းဥပဒေတွေရေးဆွဲအတည်ပြုရခြင်းမရှိသေးပဲဝင်ကြီးဤညွန်ကြားချက်ဟုဆိုကာတက္ကသိုလ်ကောလိပ်အသီးသီးကဆရာဆရာမယူနီယံတွေတောင်းသားယူနီယံတွေဖွဲ့စည်းရန်လှုပ်ဆောင်နေမှုကိုကန့်ကွက်တယ်ဆိုပြီးတော့လေ ျွန်တော်တို့ရေးထားပါတယ်ဒီအမျိုးသားပညာရေးနေဥပဒေကိုတဲ့အတည်ပြုပြဋ္ဌာန်းခြင်းမရှိဘဲအသင်းအဖွဲ့ကိုအမိတ်အာဏာဖြင့်အသင်းအချက်ဖွဲ့စည်းတာကတဲ့လက်တော်ကြောင်းသားကြောင်းသူတွေဒီမိုကရေစီပညာရေးလှုပ်ရှားမှုနဲ့တက္ကသိုလ်ဆရာဆရာမများတမကတွေရဲ့ဒီမိုကရေစီပညာရေးအထောက်အကူလှုပ်ရှားမှုတွေကိုမိမ့်မိန်စေပါတယ်တဲ့ဒါအပြင်ဝင်းဌာနကအဆိုပါလုပ်ရတွေကကောင်းကျိုးထက်ဆိုးကျိုးကိုတာဥတည်စေတဲ့အတွက်ကန့်ကွက်ရခြင်းဖြစ်ပါတယ်ဆိုပြီးမြန်မာနိုင်ငံလို့ဆိုင်ရာဆရာဆရာမများအဖွဲ့ချုပ်ကကြေညာထားပါတယ်ကျွန်တော်တို့ လက်ရှိမှာတော့တက္ကသိုလ်ဆရာဆရာမများတက္ကသိုလ်ကောလိပ်များမှာရှိနေပေမဲ့တဲ့ပညာရေးဝန်ကြီးဌာနကအတိအမှတ်ပြုလက်ခံခဲ့ခြင်းမရှိပါဘူးတဲ့ယခုကဲ့သို့ဆရာဆရာမယူနီယံတိချထမှဖွဲ့စည်းစေခြင်းကတဲ့ဆရာဆရာမတွေကိုတွေးကွဲစေတဲ့လောက်ရဖြစ်ပါတယ်လို့ဆိုပြီးတော့ကျင်ညာချက်မှာပါရှိပါတယ်အဲ့ဒီလောက်ရကတဲ့ဒီမိုကရေစီပညာရေးနဲ့ဆန့်ကျင်နေပြီးဘ ਹੁ ဥကြီးစနစ်ဖြင့်ညွန်ကြားလှုပ်ဆောင်ခြင်းဖြစ်ပါတယ်တဲ့လက်ရှိလွတ်တော်နဲ့အစိုးရအကောင့်အထယ်ဖော်ဆောင်နေတဲ့ဒီမိုကရေစီစနစ်နဲ့ဖီလာဆန့်ကျင်နေတယ်ဆိုပြီးတော့ ဒီဆရာသမားတွေအပြည့်အနှံကန့်ကွက်လိုက်တဲ့ဆိုတဲ့တဲ့မှာကျွန်တော်တို့လက်ရှိတောင်းတက္ကသိုလ်အကျောင်းတွေမှာတမကတွေဖွဲ့စည်းနေတဲ့ဘောကိုကျွန်တော်ပညာရေးဝန်ကြီးဌာနကဒါ junior ဆိုပြီးတော့ဖွဲ့စည်းရမယ်ဆိုပြောကြားလိုက်တဲ့အပေါ်ဒါလက်ရှိဆရာသမားတွေကကျောင်းတော့ကျောင်းသားကျောင်းသူတွေအပါဝင်ပေါ့လေအပြင်းထန်ကန့်ကွက်လိုက်တဲ့ဒီမှာဟုတ်ကဲ့ပါမြန်မာကတော့ဒီနောက်ဆုံးတပုတ်အနေနဲ့ဒီဒီမိုကရေစီတွေမှာပါတဲ့တင်းတပုတ်ဖျက်ပြချင်ပါတယ်ဒီပြည်သူစေယုံအချို့ကနေတဲ့အချိန်မီကုသမှုမပေးနိုင်ခြင်းကြောင့်တေဆုံးခဲ့ရတဲ့အရေးပေါ်လူနာရှင်အတွက် တိုင်ကြားစာများအပေါ်ဖြည့်ရခြင်းတစ်ခုစီအလိုက်ပြန်လည်စစ်ဆေးအရေးယူတော်မည်ဆိုတဲ့ဒီသတင်းလေးပါဒီအသက်အနည်အကျုံတွေ့ပြီးရောက်ရှိလာတဲ့လူနာများကိုပြည်သူစေယုံအချို့ကဝန်ထမ်းသူနာပြုနဲ့ဆရာဝန်တချို့ကအချိန်နှင့်တပြေးညီကုသမပေးနိုင်ခြင်းကြောင့်အသက်ဆုံးရှုံးခဲ့ရတဲ့တိုင်ကြားစာများအပေါ်ဖြည့်ရတစ်ခုချင်းစီအလိုက်ပြန်လည်စစ်ဆေးပြီးနိုင်ငံဝန်ထမ်းဥပဒေပါပြစ်ချက်ပြစ်ဒဏ်ရှစ်ချက်ဖြင့်စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်းသိရှိရတယ်ဆိုပြီးဖော်ပြထားပါတယ် ပြည်သူများကနေတနိုင်ငံလုံးရှိပြည်သူစေယုံများနှင့်ပတ်သက်သောကိစ္စများကိုကျန်းမာရေးဝန်ကြီးဌာနကိုတိုင်ကြားလာပါကကျန်းမာရေးဝန်ကြီးဌာနကအရေးကိုဆောင်ရွက်ပေးလျက်ရှိတယ်ဆိုပြီးကျန်းမာရေးဝန်ကြီးဌာနကဖော်ပြထားပါတယ်ကျွန်တော်တို့စီကိုတိုင်ကြားစာတွေတက်လာတာတွေတော့ရှိပါတယ်။ဒါပေမဲ့ဘလို့ကိစ္စတွေတိုင်ကြားစာတွေဘလောက်ရှိနေလဲဆိုတာကိုတော့ပြောလို့မရသေးပါဘူးတဲ့။အเจ้าညာကတော့မျိုးစုံပါပဲတဲ့။ ကျွန်တော်တို့ဘက်ကတော့တိုင်နာသမျှကိုတေးချာစီစစ်ပြီးအေးအေးယူဆောင်ရွက်ပေးသွားဖို့ရှိပါတယ်တဲ့စစ်စေးလို့ချိုးယွင်းချက်ရှိနေသူတွေကိုလည်းအေးအေးယူသွားမှာပါဆိုပြီးကျမ်းမာရေးဝန်ကြီးဌာနကအစင်းမြင့်အရာရှိတအူးကပြောကြားခဲ့ပါတယ်တဲ့ဒီကျမ်းမာရေးဝန်ကြီးဌာနကအစင်းမြင့်အရာရှိတအူးကတော့လူနာရှင်တွေကတော့လူနာတယောက်ထဲအပေါ်မှာပဲအေးအေးကြည့်ရပါတယ်ဆေးရုံဝန်ထမ်းတွေဆရာဝန်တွေကတော့အေးအေးကြည့်တဲ့လူနာတွေအများကြီးပါပဲဒါမဲ့တီသူတွေကသူတို့လူနာကိုမကြည့်လို့ဆိုပြီးတိုင်နာတွေတော့ရှိတယ်ကျွန်တော်တို့အနေနဲ့ဖြစ်ရတဲ့ခုချင်းစီကိုပြန်စစ်ဆေးပြီး အရေးယူသွားမှာပါဆိုပြီးတော့ဆက်လက်ပြောကြားထားပါဗျ။ဒီတနိုင်ငံလုံးအတိုင်းအတာအနေနဲ့ဖွင့်လှစ်ထားတဲ့ပြည်သူစေယုံမှာအသက်အနည်းငယ်ကြုံတွေ့လာပြီးရောက်ရှိတဲ့လူနာတွေကိုစေယုံဝန်ထမ်းတူနာပြုဆရာဝန်တွေကဂရုမစိုက်ခြင်းကြောင့်အသက်ဆုံးမသွားရသည့်ဖြစ်စဉ်များကြောင့်ပြည်သူများကတိုင်ကြားမှုများရှိနေကြောင်းအဲ့ဒီတော့ပြည်သူစေယုံအချို့ရင်းဖြစ်ပွားတဲ့ဖြစ်စဉ်တစ်ခုချင်းကိုပြန်လဲစစ်ဆေးမှုများပြုလုပ်သွားပြီးပြည်သူများဘက်ကအမှန်ကန်သည့်ကိစ္စများကိုတွေးရှိတဲ့တွေးရှိရတဲ့အခါ တာဝန်ရှိသူများကိုအလုတ်တာဝန်မှရက်စဲသွားသည့်အထိအရေးယူမိဖြစ်တယ်ဆိုပြီးတော့ကျမ်းမာရေးဝန်ကြီးဌာနကဖော်ပြထားပါတယ်တဲ့ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့လက်ရှိပြည်သူစေုံတွေမှာလိုအပ်နေတဲ့ကျမ်းမာရေးဆိုင်ရာစောင့်ရှောက်မှုအားနည်းမှုကိုထောက်ပြတာတဲ့မော်လေးချို့စေုံတွေမှာဆိုရင်ကျွန်တော်တို့ဒီပတ်စံရှိတဲ့လူနဲ့ပတ်စံမရှိတဲ့လူများတွေပေါ်မူတည်ပြီးတော့ဒီခွဲခြားဆက်ဆံခံရတာမျိုးတွေခုချိန်ဒီဖြစ်ပေါ်နေတာဗောလေဒါဒီလိုဖြစ်စဉ်တွေကိုကျွန်တော်တို့တိုင်ကြားတိုင်ကြားနိုင်တယ်ကျမ်းမာရေးဝန်ကြီးဌာနကလည်းဒါကိုစစ်ဆေးအရေးယူရမယ်ဆိုတဲ့သတင်းတစ်ပုဒ်ပါခင်ဗျ ုတ်ကဲ့ကျွန်တော်တို့ဒီသတင်းလေးနဲ့ပဲနေ့စဉ်ထွက်ရှိတဲ့သတင်းစာတွေ channel တွေထဲကပြည်တိုက်စိတ်ဝင်စားတဲ့သတင်းတွေကောင်းလို့ဖတ်ကြတဲ့အစီအစဉ်ဒုတိယပိုင်းပြီးဆုံးပါပြီ DBB ကိုကြည့်ရှုတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ရှင်